မင်္ဂလာပါ။ Audio Wine စွန်တိုင်းမှာကြိုဆိုပါရစေ။ဇခုတကမှာတော့ PSA မြန်မာ Auto Facebook Page ကနေတင်ထားတာကိုဖတ်ပြပေးကြပါမယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ ESPN ER77 Info ကဆောင်ရွက်နေတော့ Surface Racer ကိုလိုက်ပြီးစကောက်လောက်တဲ့ကိစ္စကိုရှင်းပြလိုပါရစေ။မီဒီယာတွေကညီလေးထင်ကျော်ကိုမေးကြတော့သူလဲဖြေဖို့ချိန်နေရတာမို့ဒီဇယ်လိုင်းရဲ့ဒါရိုက်တာကျွန်တော်ကိုမေးပါရစေ။ ဘလောက်ထိဖြေရမလဲပေါ့ကျွန်တော်ဖြေပေးမယ်လို့ပဲပြောလိုက်ပါတယ်တစ်ငလင်းဘလို့လှုပ်တယ်လဲအများစုဖတ်ပေးကြမယ်ထင်ပါတယ်အလွယ်မြအောင်ပြောရရင်အနောက်ဘက်ကတိုးဝင်နေတဲ့မြေကျက်ဟာအရှိရတောက်ခံနေတဲ့မြေကျက်အောက်ကိုစိုက်ဝင်ပါတယ်တိုးရနှုံကပြမ်းမြတစ်နှစ်ကိုတလက်မနေနေဆိုပါတော့ဆယ်နှစ်ကိုဆယ်လက်မနှစ်တရာကိုလက်မတရာနှစ်တထောင်ကိုလက်မတထောင် နှစ်တရာကိုရှစ်ပေဆိုပါတော့အဲ့လိုတော်ရင် အချိန်တစ်ခုမှာအဲ့ဒီတိုးဝင်နေတဲ့အနောက်ဘက်ကအချက်တရအစိပ်ပိုင်းတချို့ဟာတွန်းတိုက်ရင်အောက်ကိုပြုတ်ကြပါတယ်အဲ့လိုပြုတ်ကြတဲ့အချိန်နဲ့ရုတ်တရက်ဆောင်းလို့ဖြစ်ပြီးတုံခါမှုကငလျင်ဖြစ်ပါတယ်အလျား1200ကီလိုမီတာလောက်ရှိနေတဲ့စကိုင်းပြည့်ရကြောင်းမြန်မာမှာ ငလျင်တွေလှုပ်ပါတယ်သတိထားမိနိုင်တဲ့လှုပ်အားကိုသိနိုင်ပေမဲ့ တတိထားနိုင်ဖို့မလွယ်တဲ့လောက်အားငလင်တွေဟာအတော်များပါတယ်။နောက်တစ်နေရာကကဘောဒေတာပါ။သူ့ဟောက်ကပိုပြီးလောက်တဲ့အချိန်များပါတယ်။သူကဟိမောနာအတွဲကြောင့်ဖြစ်တဲ့မြေထိုးဆိုင်လှုပ်ခတ်မှုလို့အလွယ်ပြောရပါမယ်။ဒီနေရာမှာရှင်းစမြပြရွေးနေရာတွေပြောရင်ရှုပ်မှာမို့အဓိကစကိုင်းပြရွေးပဲပြောပါမယ်။တလက်စားတယ်။ကြောက်ကြမ်းပြရွေးရဲ့အောက်ရွေလျားမှုဟာတနစ်ကို 1.2 mm ပဲရှိသလိုငလျင်ဖြစ်ပေါ်စေနိုင်တဲ့အချိန်ဟာအတော်ကြီးကြာပါတယ် frequency ကိုပညာသားတွေတွက်ပြပါလိမ့်မယ်စကိုင်းပြည့်ပြည့်ကြောင့်ဖြစ်တဲ့ငလျင်ထက် အချိန်ကာလအစ20ရာနေ200ကြာအချိန်ယူပြီးမှလောက်နိုင်မဲ့သဘောဖြစ်တာကြောင့်1912ကနေစရရင်အတော်ကြာကြာစောင့်ပြီးမှလောက်နိုင်ချေရှိရမို့လက်တလောထက်မတွက် အပူစေလိုပါဘူး ။ဇကိုင်းပြည့်ရဲ့ကြောင့်ဖြစ်တဲ့ငလင်တွေမှာငလင်ဆစေတဲ့နေရာတွေကိုအစွဲပြုတ်ပြီးအမြည်ပေးကြတယ်ဆိုပေမဲ့တိတ္တထင်ရှားသောအနည်းဆုံးနေရာလူထူထမ်းမှုပိုသောနေရာပျက်စီးမှုပိုသောနေရာစသည်ဖြစ်တာအမြည်ပေးရရှိတာကြောင့်28ရက်3လ2025မှာဇကိုင်းနာဆတဲ့ငလင်ကိုမန္တလေးငလင်ကြီးမေဂျာအက်ခွက်ဖြစ်အမြည်ပေးရတာဖြစ်ပါတယ်အဲ့အမြည်ကိုကျွန်တော်အနေနဲ့ ပညာရပ်ဘက်က ပေးရတဲ့အမြင်မို့မန္တလေးငလျင်ကြီးဆိုပြီးတုံးတော့ဆဲသူကမနှဲပါဘူးငလျင်ကြီးလောက်ပြီး7မိနစ်ခန့်အကြာ6.4တမဟုတ်6.9ပြင်းရနဲ့ငလျင်တစ်ခုထက်လောက်ပါတယ်အာဖရာရှော့လားဒုတိယငလျင်လားဆိုတာပညာရှင်တွေသူတေသနလောက်ပြီးမှပြောရမှာမို့တတလုံးမှာတတအူးငလျင်လို့ပဲခက်တမှတ်ထားပါတယ် desktop စာပေဖြစ် ဂျူရက်ဂျီယက်ကထုတ်တာမဇာတက်ကထုတ်တဲ့ဂျိုရုပုံဥရောပအာကာသအေဂျင်စီကထုတ်တဲ့ပုံ Microsoft AI team ကထုတ်တဲ့ပုံတွေကိုရောတမိုင်းကြောင်းရှိတဲ့ငလင်တွေရော MIMU ကပေးတဲ့အချက်တွေရောကိုလေ့လာတဲ့နောက်လေ့လာပြီးနောက် POI တွေ Surface Ratcher တွေ Impact Area တွေကို Secondary Source တွေကနေစုပါတယ်ပြောရရင်ဘာလုပ်ရမယ်မသိခင်ရတာကြိုလုပ်တာပါ ညီလေးတယောက်ကအကိုကြီး EOF ကထုတ်ထားတာဆိုတာပြပါတယ်။နောက်ပြီး GIF ကိစ္စနဲ့မပီလောက်နေတဲ့ပရိုနှစ်ဖွဲ့ကလည်းသူ့လည်းကိုမသိကိုလည်းသူမသိရဆက်သွယ်လာပြီးနောက်ဆုံးသူတေသနသဘောတိုင်းတာခဲ့တဲ့အဖွဲ့က EOS လို့ဆိုပြန်ပါတယ်။အဲ့မှာမကြားဘူးတဲ့ EOS ရဲ့ထောက်ပြန်ထားတဲ့ SAR ကိစ္စတွေကို RS လောက်ပြီးမြေပုံမှာထပ်ပါတယ်။ အဲ့ဒီတွေကအစဉ်ပြေမဲ့နေရာကို scouting ကသွားဖို့စီစဉ်ရပါတယ်အဓိကပြဿနာက၃ခုပါ၁ GPS signal ဂျမ်ပီကိစ္စကြောင့် location တွေလွဲနိုင်တာ၂ lidar တက် VTOM ပြန်မရလား၃ပြဿနာများမဲ့နေရာတွေတွေဝင်ရောက်ရမှာအဲ့၃ခုကို ဖြည့်ရှင်းနေရတော့၁အဲ့၃ခုမှာ၁ကိုတော့ ် GPS မသေးကြရင်တောင် UTM Google App နဲ့ coordinate ပြန်ယူဖို့မခက်ပါဘူး။နှစ်ကိစ္စကတော့ကိုယ်လည်းဘာမှလုပ်မရဘူး။သုံးကတော့မီးစင်ကြည့်ကြရမှာ။အဲ့လိုနဲ့ Scout team မှာဓာတ်ပုံရ Geo referencing လုပ်မဲ့ engineer ညီပြဿနာတွေကိုရသလောက်ရှင်းမယ်ရအောင်သွားမယ်ဆိုတဲ့တငယ်ချင်းအသက်အရွယ်ရရောဘဝဖြတ်တမ်းမှုရရော တဏှာကင်းမဲ့ရင်မောင်းဓပုံပရိုညီတယောက်စုစုပေါင်း၄ယောက်နဲ့စပါတယ်ကားနှစ်စီးပါဘာတွေလုပ်နိုင်မလဲစကောက်ကိုမုံမကြခင်ရေပုံစံအပြောင်းလဲမရှိခင်ပြန်လဲပြုတ်ပြင်းခြင်းမရှိခင်အပြေးလွာသွားပြီးဘယ်နားရည်ဆိုတာကိုပရိုင်မာရီစောင့်နေတဲ့ကောက်ချောင်းဖော်တာအရင်ကျန်းတိုင်းတာရေရဂျီယိုဆိုင်းဘက်ဂျီယိုမော်ဖီလိုဂျီဘက် ဆိုင်ရာ discipline ဘက်တွေကနေစနစ်ပစ္စည်းလူအချိန်ပေးကြပြီးလောက်ရမှာဖြစ်ပြီးကျွန်တော်တို့သာ Safe Racha ရဲ့နေရာတော်တော်များများနဲ့ Geo Referral လောက်ထားရင် Open Source နေနဲ့ရယူပြီးသူတေသန တိုင်းတာမှုပြုလိုတာတွေအတွက် နေရာလမ်းတွေကိုအလွယ်တကူရယူနိုင်မှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာ Geo Science ဘက်က တိုင်းတာဖို့ဓာတ်ပုံရိုက်တာအစားလို့ online ကနေလေ့လာလို့ရပါသေးတယ်။ ါသွားတဲ့ကားနှစီးမှာတစည်းကအမြန်ပြင်ဆင်ရတာမို့လမ်းမှာဖောက်ပါတယ်။စကောက်တင်းကရလာတဲ့အချက်လက်ကို open soap ပေးမှဖြစ်ပြီးတင်းကလေးတုံးနိုင်ပါတယ်။ဆက်ပြီးဗမုတ်စင်စီလုပ်ဖို့ deformation တွေကြည့်ဖို့ရခင်အချက်တွေနဲ့ကွဲပြားမှုကို simulation တွေလုပ်ဖို့စရတွေကိုဇက်တိုက်လိုက်ပြီးစီစဉ်ရပါတယ်။ချွေငလင်းချွေလိုပဲဒီငလင်းဟာ ညာသည်တွေက publish လုပ်ရင်ပညာရမှာမယူဖန်းခြင်းတွေနဲ့အမြင်ကျော်ဖြစ်နိုင်တာမို့ရွှေလိုဥကလုံနေကြသူလိမ့်လာနေကြသူတွေရှိပါတယ်အဲ့ဒါကသူတို့ကိစ္စပါကျွန်တော်တို့ကိစ္စကမြန်မြန်များများအချက်လက်ရယူပြီးကိုထပ်ပို့ပြီးဆောင်ရွက်နိုင်သူ EOS အပါ UGS ရောပညာဆရာကြီးတွေကိုအခမဲ့သူတို့ထံက ဘာစိမ့်မှမယူပဲပေးရမှာဖြစ်သလိုသူတို့ကိုပေးတဲ့အတိုင်း open source ဖြစ် website မှာတင်ပေးထားမှာပါ impact area တွေကမဖြစ်မနေအချက်လက်အသေးစိတ်ကောက်ရမှာဂျိုရူတပ်ပုံ AI ကဖော်ထုတ်တာတွေက90တသာပဲမှန်တာမို့ ground validation လုပ်ပြီးအခမဲ့ပံ့ပိုးမှာပါဇရိတ်3500ဝန်းကျင်ကုန်မယ်လို့ GSN တက် director တွေကတွက်ပေးပါတယ်ဘာလို့ ground balloon station တွေကိုစံကွက်မှာလုပ်တယ်လဲဆိုရင် SAR satellite တွေဟာ wide area ကိုသာရိုက်ထားတာဖြစ်လို့ object based classification မှာ အရင်မတိကျပါဘူးတိကျအောင်ရိုက်လို့ရပြီ object based classification နဲ့ရပေမဲ့ဇယကြီးအချိန်ကြာတာကြောင့်နာမည်အကျယ်ကြီးကိုအချိန်ခဏအတွင်းတွက်ထုတ်တဲ့ကိစ္စတွေအတွက်အရေးကြီးပါတယ်အဲ့အတွက်ဖလူကိုနှစ်ဆင်ကျုံနေရပြီး ငလင်းလောဟာအပါအခြားသဘာဝဘေးကိစ္စတွေအတွက်အခမဲ့ရာယူနိုင်တဲ့ SAR ကထုတ်ပေးတဲ့ကိစ္စတွေအတွက်ကျွန်တော်တို့ပံ့ပိုးပေးဖို့ပါ data ရောင်းစားပြည်ရင်းကကိစ္စတွေပြပထုတ်တယ်ဆိုတော့ကနေနေသူတွေကိုလည်းရှင်းပြလိုတာကယူကရိန်းစစ်မှာရုရှားတင်ငါတွေကို၄မိနစ်တစ်ချိန်ဂျော်ဒူးတပ်ပုံရိုက်ပေးနေတဲ့အတွက်တင်ဖြတ်တွေနဲ့လိုသလိုပြစ်လို့ရလို့မဟာတင်ငါတပ်တော်ကြီးဟာ တင်ကား3000ကျော်ပြတ်သွားခဲ့ရပါတယ်။တဘောကအကုန်ကျခံနိုင်ရင်တိုက်တယ်လို့ကောင်းငင်ကနေကင်းထောက်တာလေးလာတာရနေတဲ့ခက်ပါ။ကျွန်တော်တို့မတက်နိုင်ပေမဲ့နားစာရော တရုတ်ရော အသေးစိတ်ပုံတွေရိုက်ခက်ပေးပါပြီ။သူတို့ပဲအဓိကသုံးတာဖြစ်လို့အဲ့အချက်တွေကိုကျွန်တော်တို့ပြည်ရင်းကပညာသားတွေစိတ်ပါသူတွေသူတေသနတွေမှာရရှိစရာမရှိပါဘူး။ ကျွန်တော်တို့အလကားရနိုင်တဲ့ကိစ္စက SAR ကိုဝယ်ပြီးထုတ်ပေးတဲ့ EOS ကိုပဲ Ground Validation Data မြန်မြန်ပေး Simulation လုပ်ခုကိစ္စရောလာလတန့်သောသဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်မှုဘေးဖြစ်ပြီးရင်ခြားဖွဲကယ်ဆယ်ရေးလုပ်ဖို့အတွက်ကိုစိတ်နဲ့ကိုတိန့်ထောင်ချီအကုံချခံပံ့ပိုးပေးနေတာပါတိန့်ထောင်ချီအကုံချခံပံ့ပိုးနေတာပါအနည်းချက်အနေနဲ့တော့ ငွေမရှိလို့ခုဖြစ်နေတဲ့ဒုက္ခရဲ့စီမံဖို့ရဲ့သုတေသနရဲ့မလုံနိုင်ပေမဲ့ရှားနိုင်တာကိုကြိုလုပ်နေပါတယ်ခွင့်ပြုချက်ဘာမှမရှိပါဘူးတင်လည်းမတင်ပါဘူးယူလည်းမယူပါဘူးနိုင်ငံသားတွေအတွက်လောက်တာဖြစ်ပါတယ်ဘက်ကတခုတည်းပဲကိုချင်းစာစိတ်ရှိတဲ့ဘက်မှာပဲရှိပါတယ်ဒါတော့ PSC မြန်မာ အော်တိုပစ်ကနေတင်ထားတာကိုဖတ်ပြပေးတာဖြစ်ပါတယ်နားဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြာတွေဘေးကွာကြပါစေဗျာ။